ရန်ကုန်မြို့ရဲ့အပါအဝင်အနီးတစ်ဝိုက်မှာငလင်ငယ်တွေမကြာခဏဆိုသလိုလှုပ်ခတ်နေတဲ့အတွက်သခိုင်းငလင်လိုငလင်ကြီးလှုပ်ခတ်မှာကိုမြို့ကန်တွေစိုးရိမ်နေကြပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။ပြီးခဲ့တဲ့အော်တိုဘလ18ရက်နေ့ည7:00နာရီဝန်းကျင်ကလည်းဒလမြို့ကိုဗဟုပြုပြီးပြင်းအား3.3ကိုရစ်စတာစကေးရှိတဲ့ငလင်လှုပ်ခတ်ခဲ့ပါဗျ။အဲ့ဒီငလင်လှုပ်ခတ်မှုကိုရန်ကုန်မြို့ကန်တွေတိတိတတ်တာခံစားခဲ့ကြရပြီးတိုက်တွေဘက်ကနေစီးပြေးရတဲ့အထိစိုးရိမ်ခဲ့ရတယ်လို့မြို့ကန်တွေကပြောပါဗျ။ ော်တိုဘားလ22ရက်နေ့ည10:00နာရီဝင်းကျင်မှာလဲရန်ကုန်တိုင်းကုန်းချံကုန်းမြို့နယ်9မိုင်အကွာကိုဗဟိုပြုပြီးအင်အား3.3အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။အခုလိုငလျင်တွေမကြာခဏလှုပ်ခတ်နေတဲ့အတွက်ညဘက်တွေမှာဆိတ်ချလက်ချအိပ်ပျော်ဖို့ခက်ခဲပြီးအရေးကြီးပစ္စည်းတွေကိုအရေးပေါ်အခြေအနေမှာယူဆောင်သွားနိုင်အောင်ပြင်ဆင်ထားရတယ်လို့ရန်ကုန်မြို့ကတယောက်ကပြောပါရတယ်။ ။ဘူးရွာတာနဲ့အခွင့်မျိုးတွေမှာကိုနည်းနည်းအစွန်ဖက်ကမျိုးတွေဒီမှာကရေမြုပ်တော့ရေသားတွေပျော့နေပြီးတော့မှငလင်တစ်ခုခုဖြစ်မန္တလေးလောက်မပြေးနိုင်တော့မှအရန်အပြည့်အစင်ညာပြီးအရန်အသေးအပြောက်ဖြစ်မှာကိုချုပ်တယ်ရောပြင်ဆင်ထားတာကတော့ဘာတွေပြင်ဆင်ထားလဲဆိုရင်လေ passport တို့အလိုဆာရက်စာတမ်းတို့ဘဏ်ကတ်တို့လေအဲ့တလုံးနဲ့ထည့်ထားလိုက်တယ်ပြီးတော့မင်းကလေးသုံးပစ္စည်းတွေပေါ့ပစ္စည်းလည်းထည့်ထားတယ်ဆက်သွယ်ရမယ့်ကတ်ပေါ့နော်အဲ့လို visiting ကလေးလည်းထည့်ထားတယ်အဲ့လိုပဲလောက်ထားသေးတယ်ရော ရန်ကုန်မြို့ဟာနိုင်လင်ကြီးတွေအဓိကလှုပ်ခတ်တဲ့သခိုင်းပြည့်ရွေးနဲ့ကီလိုမီတာ30ဝန်းကျင်ဝေးပြီးမြို့နဲ့အနီးတစ်ဝိုက်မှာပြင်းအားမြင့်ငလင်ကြီးတွေလှုပ်ခတ်နိုင်တဲ့ပြည့်ရွေးတွေမရှိနေဘူးလို့ငလင်ပညာရှင်တွေကပြောပါဗျ။ရန်ကုန်မြို့အနီးတစ်ဝိုက်မှာပြည့်ရွေးငယ်တွေရှိတဲ့အတွက်ငလင်ငယ်လှုပ်ခတ်မှုတွေဖြစ်နိုင်ပေမဲ့ငလင်ကြီးလှုပ်ခတ်ဖူးတာမရှိတဲ့အတွက်ငလင်ကြီးလှုပ်ခတ်ဖို့စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ငလင်ပညာရှင်တွေကပြောကြပါဗျ။ အင်္ဂူမျိုးရဲ့အောက်နဲ့အနီးဝန်းကျင်မှာတော့ပြည့်ွေငယ်တွေရှိနေတယ်။အဲဒီပြည့်ွေငယ်တွေကတော့ပြင်းအားပေါ့နော်။ magnitude 3 4လောက်ရှိတဲ့ငလင်တွေကတော့လှုပ်နေနိုင်တယ်။ဘယ်ပြဿနာမရှိဘူးပေါ့နော်။ဒါတော့လည်းပဲတကယ်တကယ်ပြည်သူလူထုအနေနဲ့နိုင်တဲ့သတိထားမယ်ဟာကတော့စကိုင်းပြည့်ွေပကူအပိုင်ကိုပဲကျွန်တော်တို့ကသတိထားဖို့လိုအပ်တယ်ပေါ့။ငလင်ကြီးတွေဘယ်နဲ့လှုပ်မဲ၊မနက်ဖြန်ကလှုပ်မဲ၊နောက်တစ်ပတ်လှုပ်မဲ၊နောက်လင်းကနေလှုပ်မဲဆိုတာမျိုးအဲ့လိုမျိုးကာလာတူပေါ့။အခမ်းမန်းပူရတဲ့ ခက်ခဲတယ်သူတွေတည်တယ်သူတွေနာပညာရှင်တွေကစူးစမ်းဆဲပဲပြည်သူလူထုအနေနဲ့ကြောက်ရွံ့နေစရာမလိုဘူးဆိုရှယ်မီဒီယာမှာရေးနေတာမျိုးတွေပါတယ်ပေါ့နော်ငလျင်လောက်ခတ်မယ်လို့ကာလာတို့ခံမှန်းမှုတွေမလုံနိုင်ပေမဲ့ဘူမိဗေဒပညာရှင်တွေလေ့လာထားတဲ့ကာလာရှိခံမှန်းပြောဆိုတာတွေကိုအလေးထားပြီးတတိယနေထိုင်ကြဖို့ဆက်ပြောပါတယ်1930ခုနှစ်မှာတော့စကိုင်းပြည့်ရဲ့ဘကိုးအစ်စ်ပိုင်းကိုလှုပ်ခတ်ခဲ့တဲ့ဘကိုးငလင်ကတော့ရန်ကုန်မြို့ကနေခန်းစားခဲ့ကြရပြီးလူ90နီးပါးတည်ဆုံခဲ့တဲ့မှတ်တမ်းတွေလည်းရှိခဲ့ပါတယ် ျမသီရီပါ